အရင်နေ့နဲ့နဲ့ကိုပိုင်လုပ်ငန်းလုပ်ချင်တဲ့လူငယ်တွေရှိလားရှိတယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုအောက်မှာ yes လို့ comment လေးမှန်းခဲ့ပေးပါကျွန်တော်အားလုံးကိုပြောစရာတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့လုပ်ငန်းဒီ key online shopping အတွက်ကျွန်တော် share ခေါ်ပါမယ်ပေါ့နော်ငကောတော့ကျွန်တော် share ဘလုံးမခေါ်ပါဘူးတော်တော်လေးလောက်တာအခုနောက်ပိုင်းကျကျွန်တော်ဘာဖြစ်လာလဲဆိုတော့ကျွန်တော်လုပ်ငန်းကိုကျွန်တော်ချဲ့ကျင်လာတယ်နှေးတယ်လို့ခံစားနေရတယ်ပေါ့နော်အဓိကတော့ကျွန်တော်ငွေအားမနိုင်တာလူအားလည်းမရှိတော့ဘူးပိုဆိုးသွားတာပေါ့နော်ဒါကြောင့်ကျွန်တော် share ခေါ်ပါမယ် share ကတော့9ရောက်10ရောက်လောက်တော့ခေါ်မယ်ကျွန်တော်300ရောက်တော့တက်မှတ်ထားတယ်အဲ့ဒါဘာလို့ကျွန်တော် share ခေါ်တာလဲဆိုတော့အဓိကကကျွန်တော်လုတ်ချင်တဲ့အကြောင်းအရာနံပါတ်1ကကျွန်တော်ရဲ့ဒီ page ပေါ့နော်ဒီ king online shopping page မှာကျွန်တော်ကပစ္စည်းတွေမှားရပေါ့ဗျာအထက်အထက်မှားလေဆိုရင်ကျွန်တော်ကနည်းနည်းပဲမှားနိုင်တယ်အထက်15တဲ့20ဒီလောက်ပဲကျွန်တော်မှားနိုင်တယ်ဘာလို့ဆိုတော့ကျွန်တော်ငွေအအများကြီးမတက်နိုင်လို့ထားပါတော့ဗျာကျွန်တော်ရဲ့ဒီကြော်ညာတစ်ပုတ်ပေါ့နော် TikTok view တစ်ပုတ်ကအရန်ပေါက်သွားလေဆိုရင်ဒီ ထည်ကိုဝယ်ခြင်းတဲ့လူကအရန်များတယ်အရန်များတဲ့အတွက်ကျွန်တော်က supply မပေးနိုင်ဘူးเนาะလူတွေဝယ်ခြင်းတဲ့လူတွေများပြီဒါပေမဲ့ကျွန်တော်ရှိမှာရှိတဲ့ stock ကအရန်မရှိတာဖြစ်တဲ့အတွက်ချို့လူတွေဆိုမမမရရတဲ့အောင်ရှိတယ်ပေါ့เนาะအမြင်နဲ့ကျွန်တော်ဆိုးအောက်ကြီးဖြစ်နေတယ်အဲဒါကြောင့်ကျွန်တော်က stock လုံလောက်လောက်ထားခြင်းနဲ့အဲ့ဒါကိုကျွန်တော်တည်တရားလေးအလုပ်လုပ်ခြင်းနဲ့ပေါ့เนาะ stock လုံလောက်လောက်နဲ့အားလုံးကိုလည်းအဆင်ပြေပြေရောင်းခြင်းတဲ့အတွက်ငွေရကောင်းကောင်းလေးနဲ့အလုပ်လုပ်ခြင်းတာဖြစ်တဲ့အတွက်ဒါပြရခေါ်တာဒုတိယတစ်ချက်ကတော့ကျွန်တော်က local rally တစ်ခုကျွန်တော်စပြီး run ခြင်းနဲ့ကျွန်တော်အခု online shop လောက်လာတဲ့တက်တန်းတောက်လျှောက်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်သူများ brand တွေပဲကျွန်တော်ရောင်းနေရတယ်ပေါ့နော်ကို့အတွက်ကိုပိုင် brand လေးတစ်ခုတစ်သေးလေးတစ်ခုကအဖြစ်ကျွန်တော်စကျင်တယ်ကျွန်တော် app project ကိုလုပ်ဖို့ရှိတယ် app project ကိုလုပ်ဖို့အတွက်ကလည်းဒါလူအားငွေရလိုတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်က share ခေါ်တာပါဒီ share ခေါ်ရတဲ့နောက်တစ်ချက်ကတော့ကျွန်တော်ပတ်စံမချီးကျင်လို့ပေါ့နော်ပတ်စံချီးကျင်အတိုးတွေရှိလာတယ်အဲ့အတိုးတွေကတကယ်လို့ကိုကရောင်းနေရတယ်လုပ်ငန်းအဆင်ပြေတယ်ဆိုရင်တော့တမျိုးပေါ့ဗျာ ပြီးတော့ချိုးအတိုးတွေကြတော့သူကအချိန်နဲ့ပြန်ပေးရတာမဟုတ်သုံးလပြန်ပေးရတယ်လီးလပြန်ပေးရတယ်အဲ့လိုတွေပေးရတဲ့အခါမှာကျွန်တော်တို့လုပ်ငန်းအတွက်အဆင်မပြေဘူးပေါ့နော်လုပ်ငန်းကလည်ပတ်နေတယ်ပတ်စံတွေအแทမှာမြုပ်နေတယ်ဟိုကအတွေးရှင်ကအတင်းတောင်းနေတယ်ဆိုရင်ကျွန်တော်တို့တော်တော်လေးတိုင်ပဲတယ်ကျွန်တော်အဲ့လိုလည်းအငြဲကြုံမှုတယ်ကျွန်တော်ပတ်စံချီးပြီးလုပ်တော့ဟာဆိုရင်သူကအဲ့လိုပုစံအတင်းပြန်တောင်းတဲ့အခါမှာတော်တော်ကိုတိုင်ပတ်သွားတယ်အလုတ်တောင်မှပဲရက်မလို့တောင်ထိဖြစ်သွားတယ်ပေါ့နော် ဒါကြောင့်ကျွန်တော် pubsan မချီးပဲနဲ့ရှယ်ယာခေါ်တာပါဒါကျွန်တော်ကအယိုးရှင်းဆုံးနဲ့အပွင့်လင်းဆုံးပြောပြတာပါနောက်ဆုံးချက်ကဒါကျွန်တော်အရေးကြီးတယ်ပေါ့နော် community တစ်ခုကျွန်တော်တိဆောက်ခြင်းနဲ့အာလူငယ်တွေနဲ့ပတ်သက်ပြီးတော့ community တစ်ခုပေါ့နော်ရှယ်ယာခေါ်ရတာဖြစ်တဲ့အတွက်ကျွန်တော်ရှင်ပါအဲကျွန်တော်ရရှယ်ယာရှင်တွေရှိလာမယ်အဲသူတို့ကလည်းအဓိကတော့လူငယ်ကျွန်တော်လိုချင်တာပါ အဲသူတို့ကလည်းသူတို့ရဲ့အကြံဉာဏ် idea တွေကျွန်တော်တို့အဲ့လိုအချင်းချင်း share ပြီးတော့အချင်းချင်းတိုင်ပင်ကြပြီးတော့အလုပ်တွေလုပ်ကြမယ်ပေါ့နော်ဒီလူငယ်ရေးအတွက်ကောအဲ fashion အတွက်ဒီအဝေးစားရေးအတွက်ပေါ့နော်တကယ်ကိုမိုက်တယ်ခါကြတယ် community တစ်ခုကျွန်တော်တိဆောက်ချင်တာဖြစ်တဲ့အတွက်ခြေရခုံပဲပေါ့နော်တေးကြရတယောက်တည်းကတော့လုံးဝကျွန်တော်ရှေ့ကိုမရောက်ဘူးမြ мян မရောက်ဘူးပေါ့နော်ရှေ့မရောက်မှုရောက်တော့ရောက်တယ်မြ мян မရောက်ဘူးပေါ့နော်နည်းနည်းလေး delay ဖြစ်နေတာကျွန်တော်အခုလောက်လာတာဆိုရင်၄နှစ်၅နှစ်နီးပါးလောက်ဖြစ်သွားပြီအထင်တလောက်ကျွန်တော်ရှေ့ကိုမရောက်ဘူးပေါ့နော်ကျွန်တော်တယောက်တည်းဆိုတော့သိတယ်မှာ အဲ့လိုအချိန်ကြီးဖဲ့ပေးနေရတာ၄ရှိတယ်တကယ်လို့ကိုက share ပါမယ်ကြောရှီမှာအလုပ်လုပ်ချင်တယ်ဆိုတော့ရတယ်ကျွန်တော်လကသဘောမျိုးပြန်ပြီးပေးမယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီမှာတာဝန်ယူထားတာ၄ရှိတယ်ကျွန်တော်ကအဓိကဒီ content creation တွေ marketing ပိုင်းတွေကျွန်တော်တာဝန်ယူထားတယ်တကယ်လို့ကိုကျွန်တော်ရှီမှာလုပ်လို့ချင်တယ်ဆိုတော့ page admin တို့နောက် operation တို့အဲ့ဒါလေးတွေကိုကျွန်တော်တို့ကိုယ့်ကိုပြန်လုပ်ပေါ့နော်ကိုယ့်အလုပ်မှာ share တဲ့ပြီးရင်ကိုယ့်အလုပ်မှာကိုယ့်ကိုဝန်ထမ်းပြန်လုပ်ဒါဆိုရင်အလုပ်လဲပူဖြစ်တယ်ဒါမှအလုပ်တော့လဲစေတနာပါတယ် ဒါကြောင့်ကျွန်တော် share ခေါ်ပါမယ်။ဒါလို့ share စိတ်ဝင်စားတယ် share ပါခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ Viber phone number ပဲဒီကိုဆက်သွယ်လို့ရတယ်။ကျွန်တော် share အကြောင်းလေးသိချင်လို့ပါဆိုလာမယ်။ဒါမှမဟုတ်ကျွန်တော်ရဲ့ဒီ personal phone number ဖြစ်တဲ့ personal phone number ကိုတိုက်ရိုက်ဆက်ပြီးတော့ mail လို့ရတယ်။ရန်ကုန်မှာဆိုရင်တော့ကျွန်တော်အိမ်မှာလာပြီးတော့စကားပြောလို့လည်းရပါတယ်။စိတ်ဝင်စားရဆိုရင်ကျွန်တော်ဆက်သွယ်ပေးပါကျွန်တော်ဒီ၅လပိုင်းအကုန်လုံးအထိကိုအာကျွန်တော် share ကိစ္စကိုကျွန်တော်တိချာလေးလုပ်ပေးပါမယ်။ဆိုင်စာတန်းကိစ္စရင်းနဲ့တိချာလုပ်မှာပါ။ကျွန်တော်စာချုပ်တွေပါရင်းနဲ့တိချာလုပ်မှာပါ။ ဟိုတမန်ကရှန်ကပါဇက်ပြောမဟုတ်ပါဘူးဒါကြောင့်စိတ်ဝင်စားတဲ့ညီကိုတွေအထူးသဖြင့်လူငယ်တွေအလုံးလုံးချင်တဲ့လူငယ်တွေဒီ fashion ကိုစိတ်ဝင်စားတယ်အထဲကိုစိတ်ဝင်စားတဲ့လူငယ်တွေဆိုရင်တော့ပို့ပြီးကောင်းတယ်ပို့ပြီးလည်းအဆင်ပြေတယ်ကျွန်တော်အဲ့လိုလူငယ်တွေကိုအရန်လူချင်ပါတယ်ကျွန်တော်လာ join ပြီးပါအားလုံးကျွန်တော်တို့ပြန်တွေ့ပါမယ်တက်တာပါ